အမေရိကန်သမ္မတထရမ့်ကတောင်အာဖရိကသမ္မတရာမာဖိုဆာလက်ခံတွေ့ဆုံချိန်မှာလူမျိုးတုံးတပ်ဖြတ်မှုအပအဝင်ရန်လိုတဲ့ဆွဆွဲချက်တွေနဲ့ပြင်းပြင်းထန်ထန်ဝေဖန်ထုတ်နှက်ခဲ့ပါတယ်။မေလ22ရက်နေ့ကအင်ဖြူရောဘဲဥပုံရုံကန်တဲမှာတွေ့ဆုံတဲ့အချိန်ထရမ့်ကတောင်အာဖရိကဟာနိုင်ငံသားလူဖြူလေသမားတွေကိုလူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်ခဲ့ကြောင်းဆွဆွဲသွားပါတယ်။တွေ့နေမြင်နေကြမဟုတ်တဲ့အခြေအနေတစ်ခုအဖြစ်ထရမ့်ကရုံကန်တဲမှာ TV မော်နီတာတစ်ခုကိုထားပြီး သူ့ဆွဆွဲချက်ကိုခိုင်မာစေတယ်ဆိုတဲ့ဗီဒီယိုတွေကိုပါပြသခဲ့တာပါ Ramaphosa ကထင်မှတ်တဲ့အခြေအနေကြောင့်အငိုက်မိခဲ့ပြီးတချို့ဆွဆွဲချက်တွေနဲ့ပတ်သက်ရင်အတော်လေးအံ့ဩသွားတော့အထင်းသာတွေ့ခဲ့ရပါတယ် Trump ပြခဲ့တဲ့ဗီဒီယိုတွေမှာပါဝင်တဲ့အချက်လက်တွေကိုဘယ်ကရခဲ့တယ်လဲဆိုတာတော့မသိရသေးပါဘူးနောက်ပိုင်းမှာတော့တောင် အာဖရိကသမ္မတရဲ့ပြောခွင့်ရအရာရှိက Trump ပြသခဲ့တာတွေကမပြည့်စုံတဲ့ဖြစ်ကြက်ဆန်းစုစည်းထားတဲ့ဗီဒီယိုအဟောင်းတွေဖြစ်ပြီး လုံးဝအုပ်တော်မူသားတသက်တွေလို့တုံ့ပြန်သွားခဲ့ပါတယ်။ Trump ကတော့သူပြသခဲ့တာတွေကတောင်အာဖရိကမှာလူဖြူလေသမားတွေရဲရဲဆက်ဆက်ရန်လိုတိုက်ခိုက်ခံခဲ့ရတဲ့သတင်းပေါ်ပြချက်တွေဖြစ်တယ်လို့အခိုင်အမာပြောပါတယ်။အဲ့ဒီသတင်းတွေကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းထွက်ပေါ်လာတဲ့အကြောင်းအရာတွေဖြစ်ပြီးဆိုးဆိုးရွရွအခြေအနေတွေနဲ့လူတွေတိတ်ဆုံးခဲ့တယ်လို့ Trump ကပြောတာပါ။နောက်ပြီးတောင်အာဖရိကမှာလူဖြူတွေကိုခွဲခြားနှိမ်ချဆက်ဆံတဲ့ဥပဒေတွေကျင့်သုံးနေတာကြောင့်လေလူဖြူတွေကထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။ ဒီလိုပြည်တွင်းမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကလူသိရှင်ကြားဖြစ်မလာအောင်ဖိနှိပ်ချိုးနှိမ်ခံထားရပြီးဒါကြောင့်လည်းဘယ်သူမှသိကြမသိကြပဲဖြစ်နေတာလို့ Trump ကဆိုပါတယ်။ Rama Fosa ကတော့ Trump ပြသခဲ့တဲ့အကြောင်းအရာတွေကိစ္စတွေကသူ့အစိုးရရဲ့မူဝါဒတွေမဟုတ်ဘူးလို့တုံ့ပြန်ခဲ့ပါတယ်။ပြီးတော့ဒီကိစ္စတွေကနိုင်ငံရေးအစွန်းရောက်အင်အားစုတချို့ရဲ့လောက်ရတာဖြစ်လိမ့်မယ်လို့ Rama Fosa နဲ့တောင်အာဖရိကအစိုးရကိုယ်စားလှယ်အဖွဲ့ဝင်တွေကပြောပြခဲ့ပါတယ်။ဒီတွင်မှာရာဇဝတ်မှုတွေရှိနေသေးတယ်ဆိုတော့လက်ခံကြောင်း အဲ့ဒီအတော့လူတွေသေခဲ့ကြကြောင်းဒါပေမဲ့ရာဇဝတ်သားတွေကလူဖြူတွေကိုပဲပြစ်မှတ်ထားတယ်ဆိုတာကမှားယွင်းပြီးကံမကောင်းစွာပဲလူမဲတွေအများပြားလဲသိဆုံးခဲ့ကြောင်းရမာဖိုဆာကဖြေရှင်းခဲ့ပါတယ်ပြီးတော့ထရမ့်အနေနဲ့တောင်အာဖရိကပြည်သူတွေရဲ့အတန်းတွေကိုတေချာနားဆွင့်ခဲ့မယ်ဆိုရင်သူ့ရဲ့အမြင်တွေကိုပြောင်းပြစ်နိုင်မယ်လို့မျှော်လင့်ကြောင်းလဲဆက်ပြောပါတယ်ပြီးတော့လူမျိုးရောတပ်ဖြတ်မှုဆိုတဲ့ခေါင်းစဉ်အောက်ကဆွဆွဲမှုကိုတောင်အာဖရိကအစိုးရအနေနဲ့အပြင်းထန်ခြင်းဆိုကြောင်းလဲသူကဆိုပါတယ် တကယ်တော့လယ်သမားတွေကိုပြစ်မှတ်ထားတဲ့လူမျိုးရောတပ်ဖြတ်မှုတွေရှိခဲ့မယ်ဆိုရင်သူ့ရဲ့အဆက်ပြိုးရေးဝန်ကြီးအပါအဝင်တာဝန်ရှိသူတွေဟာနေရာမှာအေးအေးလူလူထိုင်နေခွင့်ရမှာမဟုတ်ဘူးဆိုတာသူ့လောင်းရဲ့အကြောင်းလဲရာမာဖိုဆာကပြောကြားသွားပါတယ်။ဒီဆွေးနွေးမှုအပြီးသတင်းတောက်တွေနဲ့တွေ့ဆုံချိန်မှာတော့ရာမာဖိုဆာကတောင်အာဖရိကမှာလူမျိုးရောတပ်ဖြတ်မှုဖြစ်စဉ်တွေမရှိဘူးလို့ထက်လောက်အာမခံသွားခဲ့ပါတယ်။တောင်အာဖရိကနိုင်ငံမှာကြုံတွေ့နေတဲ့ရန်လိုတိုက်ခိုက်မှုဖြစ်စဉ်တွေရဲ့အခြေခံအကြောင်းရင်းကတော့ နိုင်ငံစီးပွားရေးတိုးတက်လာမှုကင်းမဲ့နေတာကြောင့်လို့ပြောပါတယ်။ဆင်းရဲနွမ်းပါမှုအလောက်ကန်ရှားပါမှုတွေနဲ့လူမှုအထောက်ပံ့အားနည်းချက်တွေကရန်လိုချမ်းကြောက်တဲ့လောက်ရက်တွေကိုနိုင်ငံအနှံ့မှာပိုပြီးပြန့်နှံ့စေခဲ့တယ်လို့ Ramaphosa ကမှတ်ချက်ပေးခဲ့ပါတယ်။ Trump ရဲ့ထိုးနှက်ချက်တွေကိုရင်ဆိုင်နေရချိန်တော်တွင် Ramaphosa ကကုံသွေးရင်းနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကန္တာရေးစီစကားလမ်းကြောင်းပြန်ပြောင်းဖို့ကြိုးစားခဲ့တာကိုလည်းတွေ့ရပါတယ်။သူ့ရဲ့ American ခရီးစဉ်အဓိကရှိရွေးချက်ကအဲ့ဒီအတွက်ဖြစ်တယ်လို့ပြောပေမဲ့ ထရမ့်ကတော့လူဖြူရေတိုက်ခတ်ကံရပါတယ်ဆိုတဲ့ခေါင်းစဉ်ကိုပဲဒကြီးကြီးစူပူပြောဆိုနေကြတာပါရာမာဖိုဆာနဲ့တောင်အာဖရိကအစိုးရအနေနဲ့ဒီကိစ္စကိုဘာလို့ပြရမလဲဆိုတဲ့မေးခွန်းကိုတော့ထရမ့်ကသူလည်းမသိဘူးလို့ပြန်ဖြေသွားပါတယ်တောင်အာဖရိကအစိုးရကတော့သမ္မတရာမာဖိုဆာဟာအခြေအနေတွေကိုခေါင်းအေးအေးနဲ့ကင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်းတခါတလေစိတ်လွတ်သွားရင်တောင်မှတိတ်ခါရှိရှိတတ်တတ်ရရနဲ့ကင်တွယ်သွားခဲ့ကြောင်းမှတ်ချက်ပေးသွားပါရရှင်